ဒီရဲမွန်အောင်ရက်ွက်ပေါ့နော်ရဲမွန်အောင်ရက်ွက်ကကျွန်တော်တို့ဒါမြို့တစ်ပေါ့မြို့တစ်ကိုရဲမွန်အောင်ရက်ွက်ထဲကိုဘသူတွေကအကြိုက်မြို့ရဲမွန်အောင်ရက်ွက်ထဲမှာကြတော့ကျွန်တော်တို့ဒီ ရှမ်းမြောက်ကတရုတ်အဖွဲ့အစည်းတွေတရုတ်တိုင်ဝမ်တွေအများဆုံးရှိတယ်ရက်ွက်လို့ပြောရင်လည်းရပါတယ်ရှင်းမွန်တော်ရက်ွက်ကလည်းကျွန်တော်တို့ဒီ35လမ်းပေါ့နော်35လမ်းနဲ့ကျွန်တော်တိတ်ပန်လမ်းချပြီးတော့လမ်း60ရဲ့အရှိဘက်ပေါ့နော်လမ်း60ရဲ့အရှိဘက်ဟိုအရှိထိတ်ဆိုရင်ကျွန်တော်တို့မြို့ပန်လမ်းထီပေါ့နော်လမ်း60ရဲ့အရှိဘက်မြို့ပန်လမ်းထီနေရာကိုရှင်းမွန်တော်လို့မှတ်လို့ရတယ်ပေါ့နော်ပြီးတော့ရှင်းမွန်တော်ရက်ွက်ထဲမှာကျွန်တော်ဘာတွေထူးခြားမှုတွေရှိလဲဆိုတော့ကျွန်တော်တို့ဒီတစ်ချက်လေ့လာကြည့်ရအောင် ဟုတ်ပြီဗောနော်ရဲမွန်တော်ကကျွန်တော်တို့ခုနကမဟာမြန်ရက်ွက်ရဲ့ရှိပါရှိတဲ့ရက်ွက်ဗောနော်ရဲမွန်တော်ရက်ွက်လို့ခေါ်တယ်ဗောနော်ရဲမွန်တော်ရက်ွက်ကလည်းကျွန်တော်တို့35လမ်းနဲ့သိပ္ပံလမ်းချလမ်း60ရဲ့အရှိပဲဗောနော်ဒါဒီအဆက်ဆက်လေးနေပြထားတဲ့ဟာကကျွန်တော်တို့ဒါတန်လမ်းဗောတန်လမ်းကျွန်တော်တို့မဟာမြန်နဲ့ရဲမွန်တော်ကိုကူးမယ်ဆိုရင်42လမ်းကလမ်းဦးကျောင်းဗောနော်လမ်းဦးကျောင်း42လမ်းနေကူးလို့ရတယ်ဂျန်နယ်လမ်းတွေကလမ်းအပိတ်တွေဗောနော်ကျွန်တော်ယထာတန်လမ်းနဲ့ပိတ်ထားတယ်ဗောနော်ရဲမွန်တော်ထဲမှာကြတော့ကျွန်တော်တို့တရုတ်ကျောင်းနေတယ်အများကြီးရှိတယ် ကိုပိုင်ထပ်တန်းကြောင်းနေတယ်အများကြီးရှိတယ်ပြီးတော့ရဲမွန်တောင်ကကျွန်တော်တို့ဒီဟိုပြင်းလုံးရရနေစင်းနဲ့လမ်းနေဝင်တာဖြစ်တဲ့အတွက်ရှမ်းမြောက်ကဧည့်သည်တွေအများကြီးတွေ့ရှမ်းမြောက်ဧည့်သည်တွေကျွန်တော်တို့အများဆုံးဟိုတရုတ်ຫນွေဝါးတွေနေအများဆုံးဝယ်ယူနေထိုင်တဲ့ရက်ွက်လို့ဒါကျွန်တော်မှတ်ရလို့ရတယ်ဗောနော်ရေမွန်တောင်ထဲမှာဆိုရင်တရုတ်အတိုင်းဝိုင်းနေတာများပါတယ်အဲပြီးတော့တရုတ်ကိုပိုင်ထက်တန်းကျောင်းတွေရှိတယ်တရုတ်ကျောင်းတွေလည်းအများကြီးရှိပါတယ်ရေမွန်တောင်မှာကျတော့ကျွန်တော်တို့ဒီ

မဟာမြိုင်ထဲမှာကျတော့65လမ်းကကျတော့တင်းမပေါအောင်ဘူးနော်35ထိတင်းမပေါအောင်ဘုံကြီးကျောင်းလေးခံနေတာပေါ့နော်ဒီရမွတ်တော်မှာကျတော့တင်းပေါတယ်52တို့53တို့54တို့ဆိုရင်ကျွန်တော်ဟိုအမြောက်ကျွန်တော်တို့လမ်း30ထိတော့ပေါက်တယ်ပေါ့နော်သူကတော့လမ်း30ထိရောက်တယ်ပေါ့နော်အဲဒါတော့95 96 96 98 99ပေါ့ပြီးတော့ကျွန်တော်တို့ဒီရမွတ်တော်ထဲမှာကအကွက်ဖော်တာတွေကဘယ်လိုဖော်လဲဆိုတော့ကျွန်တော်တို့ ပေ30ပေ40မျက်နှာဖွင့်ကျွန်တော်ကတော့အကိုကြီးမျက်နှာဖွင့်30မှလိုချင်တဲ့သူတွေဆိုရင်ရေမွန်တော်ကိုဝယ်ပါမျက်နှာဖွင့်30ရမယ်မျက်နှာဖွင့်မျက်နှာဖွင့်30 40အခွက်ဖော်တာရှိတယ်ပြီးတော့မျက်နှာဖွင့်60အနောက်40အခွက်ဖော်တာရှိတယ်မျက်နှာဖွင့်40အနောက်က60အဲအခွက်ဖော်တယ်လည်းရှိတယ်ပေါ့နော်ပြီးတော့ရေမွန်တော်မှာကြတော့ကျွန်တော်ဒီ ၅6နဲ့5ခွန်ကြား5ခွန်နဲ့5ရှေ့ကြားပေါ့နော်ကျွန်တော်တို့ဒီ3 6နဲ့3ခွန်3ခွန်3ရှေ့ကြားဆိုရင်ကျွန်တော်တို့မူလပေါ့ငါကိုတော့ကျွန်တော်တို့ရွာကရွာတွေကိုပြီးရွာသူရွာသားတွေပေါ့နော်ရွာသူရွာသားတွေကိုအစားထိုးပေးတာတဲ့အကွက်တွေရှိရှိရွာရွာသူရွာသားတွေကိုကြားတဲ့အကွက်တွေပေါ့နော်အဲ့အကွက်တော်တော်များများကကြတော့ကျွန်တော်တို့စလစ် စလေးစာရွက်လေးတွေများတယ်ပေါ့နော်ရေမွတ်တောင်ထဲမှာကမဟာမြိုင်ထက်ကိုပို့ပြီးတော့စလေးမူရင်စာရွက်တွေစလေးမူရင်နေပို့ပြီးတွေ့ရတယ်ခရံဝင်းရောရှိတယ်မရှိဘူးလားမဟုတ်ရှိတယ်ကျွန်တော်ခရံဝင်းလည်းရှိတယ်စလေးဝင်းလည်းရှိတယ်စလေးဝင်းတွေကကျွန်တော်တို့ရွာသားတွေပေးတဲ့အကွက်ဆိုရင်စလေးဝင်းတွေပို့များတယ်ပေါ့နော်အခုထူးခြားတာကျွန်တော်တို့ဒီရဲမုံတောင်ထဲမှာကနောက်ဖေးထူးခြားလည်းမပါဘူး။သူက30 40ဝယ်မှာဆို30 40ရမယ်။60 40ဆို60 40ပေါ့နော်။ရဲမုံတောင်ထဲတော်တော်များများမှာကကျွန်တော်တို့ နော်ဘေးဒူးချာလန်းတော့မပါဘူးပေါ့နော်ပြီးတော့ရေမွန်တောင်ထဲမှာကဈေးဈေးရမွန်တောင်နဲ့ရမွန်တောင်ဒီဒီရမွန်တောင်မှာကျွန်တော်ဈေးအများဆုံးကကျွန်တော်58လမ်းဈေးအများဆုံးပါเนาะ58လမ်းဈေးအများတယ် 58လမ်းပြီးမှကျွန်တော်တို့ဒီခုနောက်ပိုင်း56လမ်းဆိုလဲကျွန်တော်လမ်းကျယ်ကတ္တရာလမ်းခင်းပြီးတော့56လမ်းကလည်းဈေးလေးနည်းနည်းလေးဆွာလာတယ်တိုးတော်လဲ58ကိုတော့မမီဘူး58လမ်းကတော့ရဲမောတော်မှန်ဈေးအများဆုံး58လမ်းဈေးများတယ်52လမ်းကလည်းအဲဈေးများတယ်ဆိုပေမဲ့လည်း58လမ်းနီနီလောက်ပါပဲဗျာ52လမ်းကလည်းဈေးများတယ်ဒါမှမဟုတ်58လမ်းနီနီလောက်ဈေးများတယ် channel လမ်းတွေကတော့အတော့အရန်အဲဈေးမများဘူးပေါ့နော်58ဈေးများတယ်52လမ်းဈေးအများဆုံးလို့အကြံပြန်မှတ်ယူလို့ရတယ်ပေါ့နော် ခုဒါအခုမြင်တွေ့နေရတယ်ကျွန်တော်တို့စာရွက်ဆိုရင်ဒါရဲမော့တော်ရက်ွက်ကိုပြတဲ့စာအုပ်ပေါ့နော်အဲဒါဆိုရင်ကျွန်တော်တို့ဒီဘက်ဆိုရင်ဒါရန်ကြီးအောင်ဆိုကြကျွန်တော်35လမ်း35ရှိတယ်35ကျွန်တော်ဒီမှာ36အဲ36ပြီးတော့ 3.38 3.9ကိုเนาะစတဲ့ဖြစ်ပြီးတော့ဒီအကွက်စိတ်စိတ်သေးသေးလေးတွေကကြာသူအမြင်နဲ့ဖွင့်30 40အကွက်ပေါ်လာတဲ့ဟာကိုပြတယ်။မြင်နဲ့ဖွင့်30 40ပေါ့เนาะကြာတော့ကျွန်တော်တို့ကျွန်တော်ဆိုဆိုဆိုလိုချင်တာကမဟာမြိုင်ထဲမှာ30 40ရှာတာတဲ့ရဲမွန်တောင်ထဲမှာ30 40မြေကွက်ကိုရှာတာကပိုပြီးတော့တွေ့ရတတ်တယ်ပေါ့เนาะ30 40ရှိမယ်ဒီဘက်ကအကွက်ဆိုရင်ကျွန်တော်တို့မြင်နဲ့ဖွင့်60အနောက်က40 60 40အကွက်တွေရှိတယ်အဲ့ကြတော့မဟာမြိုင်ထဲမှာ30 40ရှိတယ်60 40လည်းရှိတယ်အဲဒီဘက်ကအကွက်တွေဆိုရင်လည်းကျွန်တော်60 40ပေါ့เนาะခုနကျွန်တော်ပြောတယ်ပါကျွန် ခုနကျွန်တော်ပြောတဲ့ဟာ၅ချောင်းနဲ့၅ခုံကြား၅ခုံ၅ရှင်း၅ရှင်း၅ခုဒီအပတ်အပိုင်းပေါ်ကျွန်တော်တို့38နဲ့အဲကျွန်တော်သုံးခွန်သုံးရှိကြသုံးရှိသုံးကိုကြစတဲ့ပြင်ဒီနားလေးကအကွက်လေးတွေကကျွန်တော်တို့ဟွာပေါ့ဘယ်လိုပြောမလဲနှစ်ကိုပေါ့နော်ကျွန်တော်တို့အကွက်တွေပေါ်တော့ကျွန်တော်ရွာသူရွာသားတွေအဲကျွန်တော်မြေကွက်တွေအသိခံရတော့သူတို့ကိုအဲဒါအစားတို့ပြန်ပေးတဲ့အကွက်လေးတွေပေါ့နော်30 40အဲကြ30 40အကွက်လေးတွေကပို့ပြီးတော့ဆက်လက်ဝင်းလေးတွေပို့ပြီးများတယ်ပေါ့နော်ကျွန်내60 40အကွက်တွေကတော့ကျွန်တော်တို့ ဆက်လက်ဝင်းနေမရှိဘူးဟိုကျွန်တော်တို့အကင်ရံဝင်းနေပုံများတယ်ဗောနော်ဟောဒါဟုတ်အဲဒီဒါဆိုရင်လည်းကျွန်တော်တို့ဒါရဲမတော်နေအကွက်တွေဗောနော်ပြီးတော့ကျွန်တော်တို့ဒီ43လမ်းရတောင်းပဲဆိုရင်တော့အကွက်ကြေးကြီးတွေဖြစ်တယ်ပြီးတော့ကျွန်တော်ဒီဘက်ဆိုရင်လည်းကျွန်တော်ဒီ38နဲ့38ကြဒီဘက်ကဒါဆို eco ကေကကွက်တွေဗောနော်ဒါဆိုရင်တော့လုံးဝ eco ကွက်အကြီးကြီးတွေဒါလေးဆိုရင်တော့အဲဒီနေရာတွေက eco ကွက်တွေ ီဘက်ကအကွက်တွေကတော့ဧကအကွက်တွေဖြစ်တယ်ပေါ့နော်အဲကြောင့်မို့ရေမွန်တောင်ထဲမှာကျွန်တော်တို့ကြောင်းအကြီးကြီးတွေတွေ့ရတယ်စာကြီးကနာကြီးဘီယာဆိုင်ကြီးတွေတွေ့ရတယ်ကျွန်တော် KTV အကြီးစားကြီးတွေလည်းတွေ့ရတယ်ကျွန်တော်တို့ဒီအနာတိတ်မှဆိုရင်လည်းဒါအကြီးစားကြီးတွေရေမွန်တောင်ထဲမှာအများဆုံးတွေ့ရပါတယ် ကျွန်တော်ဒီရဲမွန်တောင်ရဲ့မဟာမြိုင်ကိုကျွန်တော်ရှင်ကြည့်မယ်ဆိုရင်ကျွန်တော်လွန်ခဲ့တဲ့ဒါ10နှစ်12နှစ်လောက်ကမဟာမြိုင်တစ်ကွက်ဆိုရင်ကျွန်တော်ရဲမွန်တောင်နှစ်ကွက်ရပါတယ်ဂျာလန်ဂျာကွက်ပေါ့နော်မဟာမြိုင်လွန်ခဲ့တဲ့10နှစ်15နှစ်လောက်ကဆိုရင်မဟာမြိုင် B40 B60 တစ်ကွက်ကရဲမွန်တောင် B40 60နှစ်ကွက်နဲ့ညီမျှတယ်လို့ကျွန်တော်ရှိကျွန်တော်ဆရာသမားတွေပြောဦးတာကြားဦးတယ်ပေါ့နော်အဲအခုကြတော့ကျွန်တော်မဟာမြိုင်4060တကွက်နဲ့ရမွန်တော်4060တကွက်ဂျာလန်ဂျာကွက်ကဈေးကမတိတ်မကြီးပေါ့နော်အတူတူနီးနီးလောက် ဒါဖြစ်နေတယ်ပေါ့နော်ဒါတော့လက်ရှိအတိုင်းလက်ရှိအနေထားပေါ့ညမတော်မှာမထူးကြလဲဆိုတော့ကျွန်တော်တို့39နဲ့40ကြားမှာ 39A 39B 39C ဆိုပြီးတော့3လမ်းအနည်းဆုံးလမ်း3လမ်းရှိတယ်ပေါ့နော်လမ်းက3လမ်းရှိတယ်ပြီးတော့ကျွန်တော်တို့ဒီ50နှစ်ဆိုရင်5နှစ်နဲ့53ကြားမှာကြတော့ကျွန်တော်50နှစ် A တို့50နှစ် B တို့မရှိဘူးပေါ့နော်ပြောရရင်တော့ရဲမွန်တောင်ကဒါကျွန်တော်တို့ဒီအရှိနောက်ကိုအရှိနောက်လမ်းတွေပုံများတယ်ဒါပေါ်တော့အရှိနောက်လမ်းဆိုတာကကျွန်တော်တို့ဒီ 3ကိုးဆိုရင်3ကိုးနဲ့3ကိုးနဲ့40ကြာမှာ3ကို A 3ကို B 3ကို C 3ကို D ဆိုပြီးတော့အလန်း3လန်း4လန်းလောက်ရှိရပါတော့။မဟာမြိုင်မှာကျတော့ဘာထူးခြားလဲဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ဒီဂျာတာဆိုလန်း40ပါနော်။လန်း40နဲ့41ကြာမှာလန်း40 A လန်း40 B လန်း40 C ဆိုပြီးမရှိဘူး။သူကကျတော့ဒီဘယ်လိုပြောမလဲ60နှစ်ဆိုရင်60နှစ် A 60နှစ် B စသဖြင့်အဲဒီလိုပေါ့တောင်မြောက်အဲတောင်မြောက်ဆိုတော့35နဲ့သိပ္ပံကိုလန်းကဟိုလမ်းမကြီးနဲ့အပြိုင်လမ်းနေ ABC လမ်းနေရှိတယ်ပေါ့နော်။ နောက်တစ်ခုကကျွန်တော်ပြောဖို့ကြံရတာကမဟာမြိုင်ရက်ကွက်ထဲကလမ်းအလုံးကဂျာလန်ဂျာကွက်တွေပေါ့နော်ဂျာလန်ဂျာကွက်တွေကကျွန်တော်ပေ၄၀လမ်းနေဖြစ်ပါတယ် ်ဒူးကြလဲနောက်ဖေးဒူးကြလဲမပါဘောเนาะကျွန်တော်တို့ထားပါတော့အဲ 64A 64B ဒါဆို P 40လမ်း 65A 65B P 40လမ်းဘောเนาะလမ်းအားလုံးက P 40လမ်းနေဖြစ်ပါတယ်ရဲမွန်တော်ရဲ့ထူးခြားချက်ကဘာလဲရဲမွန်တော်ရဲ့ထူးခြားချက်ကဘာလဲဘောเนาะဘယ်လိုပြောရမလဲထူးခြားချက်လို့ပြောရမလားအားနည်းချက်လို့ပြောရမလားဘောเนาะသူက3ခွန်နဲ့3ရှေ့ချာမှာ3ခွန် A တို့3ခွန် B တို့စသဖြင့်ဒါ9ခွန်နဲ့9ရှေ့ချာ9ရှေ့နဲ့9ခုချာလမ်းလေးတွေကကျွန်တော် P 30လမ်းလေးတွေဖြစ်ပါတယ်ဘောเนาะပြောရရင်လမ်းအဖြစ်ရဲမွန်တော်ကနည်းနည်းလေး ကျင်းနေပါတော့ပေ30လမ်းလေးတွေပြီးတော့ 36A 36B အဲထားပါတော့စသဖြင့်အလုပ်မျိုး9958ကြာလမ်းလေးတွေလို့ဆိုရင်လေကျွန်တော်ပေ30လမ်းလေးတွေများတယ်ပေါ့နော်ရမွန်တောင်ဂျာလန်ဂျာကွက်ကပေ30လမ်းလေးတွေဖြစ်ပြီးတော့တချို့ပေါ့ဥမာအဲ39စီလမ်းတို့38စီလမ်းတို့စီလမ်းတွေဆိုရင်တော့ပေ40လမ်းလေးတွေများပါတယ်အဲကြတော့ကျွန်တော်တို့ကရမွန်တောင်မှာလည်းအဲ အဲ့ဒါကျွန်တော်တို့ကရဲမွန်နောက်ကိုဝယ်မယ်ဆိုရင်လမ်းက P30 လမ်းလို့အကြမ်းမြှတ်လို့ရတယ်ကျွန်တော်တို့ C လမ်းပေါ့38 C လမ်းဆိုရင် P40 လမ်းလို့မှတ်လို့ရတယ်ပြီးတော့ရဲမွန်နောက်ထဲမှာကျွန်တော်တို့တောင်လှဲ့နဲ့မြောင်းလှဲ့ကို ဂျာလန်ဂျာကွက်ဆိုရင်အများဆုံးတွေ့ရတယ်တောင်လဲတွေ့ရမယ်မြောင်းလဲတွေ့ရမယ်ပေါ့နော်အဲမဟာမြိုင်ထဲမှာဆိုရင်တော့ဂျာလန်ဂျာကွက်ဆိုရင်အရှိလဲရမယ်နောက်လဲရမယ်နှစ်မျိုးပေါ့ပြီးတော့မဟာမြိုင်ထဲမှာ40 60ရှိမယ်80 60ရှိမယ်ရင်းမွန်တောင်ထဲမှာကျတော့30 40ရှိမယ်ပြီးတော့ကျွန်တော်60 40ရှိမယ်40 60လည်းရှိပါတယ်20 60ကတော့နည်းနည်းလေးနည်းပါတယ်ပေါ့နော်ကျွန်တော် ဒါတော့ကျွန်တော်ကဒါရဲမောတောင်ရက်ကွက်နဲ့မဟာမြန်ရက်ကွက်ကိုကျွန်တော် review လုပ်ပေးတဲ့ပုံစံမျိုးနဲ့ပြောသွားတာဖြစ်တယ်ပေါ့နော်ကျွန်တော်ပြောတဲ့အထဲမှာကျွန်တော်ကြံခဲ့တာတွေတချို့အရာတွေမှားယွင်းနေတာတွေရှိခဲ့မယ်ဆိုရင်လည်းလွဲချောနေရတာရှိတယ်ဆိုရင်လည်းကျွန်တော် comment မှာကျွန်တော်တဲ့တက်တက်တိနားနေတဲ့ဆရာသမားတွေက comment မှာဝင်ရောက်ပြီးတော့ဖြည့်ဆွက်ပြီးရေးသားလို့ရပါတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီရဲမောတောင်ရက်ကွက်ကိုဝယ်မယ်ဆိုရင်လည်းအဲကျွန်တော်တို့ဆက်လေးဆိုလည်းဆက်လေးပေါ့နော်ကိညာဆိုလည်းကိညာနာမည်ပေါ့အမှန်ကန်မှုရှိမရှိကျွန်တော်တို့အကွက်မဲ့အကွက်မဲ့ငယ်စင်းပေါ့နော်အဲဒါတော့ကျွန်တော်တို့မန္တလေးမြို့ရဲ့ မြို့တော်စီတွေမှာစစ်ဆေးလို့ရပါတယ်စစ်ဆေးပါ မှန်ကန်မှုရှိမှဝယ်ယူပါမြေကွက်ဈေးတွေကအရန်ကိုဈေးကောင်းနေပါတယ်ရင်းမွန်တော်ရဲ့ဂျာလန်ဂျာကွက်ပေ30ပေ40စက်လီဝင်းလေးတွေက8500ဝန်းကျင်ပေါ့နော်8500ဝန်းကျင်ဆိုတာက58နဲ့59ကြားကိုပြောပါတယ်မားခွန်နဲ့58ကြားကျွန်တော်စက်လီဝင်းစက်လစ်မူရင်းလေးတွေဆိုရင်8500 9000ဝန်းကျင်မှာကျွန်တော်တို့ပေ30ပေ40ကရင်တတန်းအစ် အကွက်လေးတွေဆိုရင်တော့တပေါင်းတပေါင်းနဲ့900ဝင့်ကျင်လောက်နဲ့ဒါလေးတွေအရောင်းအပ်ထားတာလေးတွေရှိပါတယ်ဒီနေ့ကတော့18ရက်4လ2025ပါအဲဟုတ်ပြီကျွန်တော်တို့ဒီမန္တလေးမြို့မှာရင်းမောင်းအောင်ရက်ွက်ရဲမဟာမြိုင်ရက်ွက်ရဲမြေကွက်လေးတွေဒီကလေးရောင်းကျင်နေဆိုရင်ပိုင်ရှင်ကိုယ်တိုင်အရောင်းအပ်နဲ့ဆက်သွယ်နိုင်ပါတယ်ခင်ဗျာကျွန်တော်ကတော့အင်ချန်မြေကျိုးဆောင်ကိုပြင်ထုံးဝဲမှာ